ကိုကိုကိုခုခံကာကွယ်ဖို့လိုအပ်တဲ့စီးရင်နဲ့စီးရင်မဟုတ်တဲ့နီလန်အလုံးအသုံးပြုမယ်လို့နေတိုးဘွဲကရုရှားကိုသတိပေးလိုက်ပါတယ်။ရုရှား MG 31ဇက်တိုက်လျင်3စင်းအက်စတိုနီးယားနေပိုင်းနဲ့ထဲ7မိနစ်ကြာဝင်ရောက်ခဲ့လို့နေတိုးဘွဲဝင်အီတလီဇက်တိုက်လျင်တွေက လိုက်လံမောင်းထုတ်ခဲ့ပါတယ်။အစောပိုင်းကလည်းရုရှားဒရုန်းအစင်း20လောက်ပိုလန်လီပိုင်းနဲ့အတွင်ဝင်ရောက်ခဲ့လို့နေတိုးဘွဲကဒရုန်းအချို့ပစ်ချခဲ့ပြီးဥရောပတိုက်အရှေ့ချမ်းလုံခြုံရေးကိုတိုးမြှင့်ခဲ့ပါတယ်။ အသက်ဘေးချင်းချောက်ပြီးအန္တရာယ်ရှိတဲ့ဒီလုံရက်တွေအတွက်ရုရှားနိုင်ငံကအပြည့်အဝတာဝန်ရှိပါတယ်လို့နေတိုးဖွဲ့ကထုတ်ပြန်ချက်တစ်ခုတွင်ပြောပါတယ်ရုရှားနိုင်ငံကတန်တရားမရှိသင့်ပါဘူးနေတိုးနဲ့မဟာမိတ်တွေဟာကိုကိုကိုခုခံကာကွယ်ဖို့လိုအပ်တဲ့စီးရင်နဲ့စီးရင်မဟုတ်တဲ့နီလာအလုံးအသုံးပြုမယ်လို့ထုတ်ပြန်ချက်ကဖော်ပြပါတယ်အက်စတိုနီးယားလေပိုင်းနဲ့တွင်ဝင်ရောက်လာတဲ့ရုရှားဂျက်တိုက်နေရင်တွေဟာချင်းချမှုမရှိတာကြောင့် ပြင်မချခဲ့ဘူးလို့နေတိုးအဖွဲ့အတွင်းရင်မှုချုပ်မက်ခရူတေးကပြောပါရယ်ရုရှားဒရုန်းတွေဟာယူကရိန်းနောက်ပိုင်းရှိစစ်ဘက်အဆောက်အုံတွေကိုတိုက်ခိုက်ခဲ့ပြီးပိုလန်နိုင်ငံရှိပြည်မှတ်တွေကိုတိုက်ခိုက်ဖို့မစီစဉ်ထားဘူးလို့ရုရှားနိုင်ငံကပြောပါရယ်ရုရှားရဲ့လူမဆန်တဲ့ကျူးကျော်စစ်ကိုခုခံကာကွယ်နေတဲ့ယူကရိန်းနိုင်ငံကိုအဖွဲ့ဝင်နိုင်ငံတွေကပံ့ပိုးကူညီမှုတွေဆက်လုပ်သွားမယ်လို့နေတိုးအဖွဲ့ကပြောပါရယ်ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအောင်မြင်ရည်ရွယ်ချက်နဲ့အတူမြောက်ကိုရီးယားနိုင်ငံနဲ့မလိုလားအပ်တဲ့စီးရီးတင်းမာမှုစိုးကျိုးတန်တရာအဆုံးသတ်ဖို့တောင်ကိုရီးယားသမ္မတလီဂျေမြောင်ကစက်တင်ဘာ23ရက်မှာကြေပြူခဲ့ပါတယ်။နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးဟာရေရိုမာမအောင်မြင်နိုင်မှုဆိုတဲ့သဘောထားကိုအခြေခံပြီးမြောက်ကိုရီးယားနျူကလ িয়ার အရေးကိုအစင့်လိုက်ဖြေရှာဖို့ဥလားသမဂထွေထွေညီလာခံမှာပထမဆုံးမိန့်ခွန်းတွင်၎င်းကပြောခဲ့တာပါ။ မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျဝမ်ကအစင်လိုက်ဖြေရှာမဲ့အစီအစဉ်ကိုပယ်ချခဲ့ပြီးအမေရိကန်နဲ့တောင်ကိုရီးယားရဲ့မြောက်ကိုရီးယားကိုအင်အားချိနဲ့ဈေးမဲ့ရွေးချက်ကမပြောင်းလဲဘူးလို့ပြောပါရယ်နျူကလ িয়ার လက်နက်တွေဆွန့်လွှတ်ဖို့အမေရိကန်ရဲ့တောင်းဆိုမှုမရက်တန့်ရင်မဆွေးနွေးစရာမရှိဘူးလို့ကင်ဂျုံအန်ကပြောကြားခဲ့ပြီးအမေရိကန်ဥဆောင်နဲ့တန်ခတ်ပိတ်ဆို့မှုတွေအဆုံးသက်ရေးနျူကလ িয়ার လက်နက်ကိုဘရောမှမဆွန့်လွှတ်ဘူးလို့ဆိုပါရယ်တောင်ကိုရီးယားနိုင်ငံဟာစီအေတိမမှုတွေလျှော့ချပြီး နိုင်ငံခြားယုံကြည်မှုပြန်လည်ရရှိမဲ့လမ်းကြောင်းတစ်ခုကိုစဉ်ဆက်မပြတ်ကြိုးပမ်းမယ်လို့လီဂျေမြောင်ကဆက်ပြောပါရယ်ကိုရီးယားနိုင်ငံခြားပူးပေါင်းဆောင်ရွက်မှုတဖြည်းဖြည်းတိုးချဲ့ခြင်းအဖြစ်တာရှိခံသောငြိမ်းချမ်းရေးရဖို့လမ်းဖွင့်ပေးမှာဖြစ်ပါတယ်လို့သူကဆိုပါရယ်တောင်ကိုရီးယားနိုင်ငံနဲ့ဘရောမာထိတွေ့ဆက်ဆံမှုမလုပ်ဘူးလို့ကင်ဂျွန်ဝမ်ကတနင်္ဂနွေနေ့မှာပြောပါရယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ပထမသက်တမ်းတွင်းမှာနေသက်ဆရာမတ်တရားတွေရှိခဲ့တယ်လို့၎င်းကဆိုပါရယ် ဒီနေ့အတွင်းကင်ဂျွန်ဝမ်နဲ့တွေ့ဆုံလို့တယ်လို့ဒေါ်နယ်ထရန့်ကပြီးခဲ့တဲ့လအတွင်းပြောကြားခဲ့ပေမဲ့အင်္ဂါနေ့ကကုလသမဂ္ဂထွေထွေညီလာခံမှာပြောကြားခဲ့တဲ့55မိနစ်ကြာမိန်ငေါ်မှာမြောက်ကိုရီးယားအကြောင်းဖော်ပြခဲ့တာတော့မရှိပါဘူး